သိပ္ပံပညာဘလို့စတင်ခဲ့တာလဲကျွန်တော်တို့ဟာလူသားတွေရဲ့အသိပညာခီးလန်းရဲ့အစမတ်တစ်ခုဖြစ်တဲ့သိပ္ပံပညာဘလို့စတင်ခဲ့တာလဲဆိုတာကိုပြန်လည်ဆန်းစစ်ကြပါမယ်။နှစ်ပေါင်းထောင်ပေါင်းများစွာကတည်းကလူသားတွေဟာပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာကြပါတယ်။မိုးပါလို့ရွာတာလဲ။နေပြရလာတာလဲ။လပါလို့ပုံစံပြောင်းနေတာလဲ။ဒီမေးခွန်းတွေဟာကျွန်တော်တို့ကိုအမြဲတမ်းစိတ်ဝင်စားစေခဲ့ပါတယ်။ ရှေးခေတ်လူသားတွေဟာနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကိုနားလည်ဖို့ကြိုးစားခဲ့ကြပါတယ်။သဘာဝတရားရဲ့ဖြစ်စဉ်တွေကိုသူတို့နားမလည်တဲ့အခါနတ်ဖျားတွေသဘာဝလွန်ဆွမ်းအားတွေနဲ့ချိတ်ဆက်ပြီးရှင်းပြခဲ့ကြပါတယ်။ဥပမာမိုးချိန်တန်ကိုနတ်ဖျားတစ်ပါးရဲ့ဒေါသလို့ထင်မြင်ခဲ့ကြတာမျိုးပေါ့။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ဟာပတ်ဝန်းကျင်ကို cue design လေ့လာပြီးအခြေခံကြတဲ့အသိပညာတွေကိုစတင်စုဆောင်းခဲ့ကြပါတယ်။ဘယ်ပင်ကစားလို့ရလဲ။ဘယ်တရိတ်ဆန်ကအန်ဒရယ်ရှိလဲ။ ရာသီဥတုဘလို့ပြောင်းလဲလဲစတဲ့အရာတွေပေါ့ဒါရီယာတိတ်ပံရဲ့အစောဆုံးခြေလန်းတွေပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း9000ကနေ3000လောက်ထိရှီအောင်ယဉ်ကျေးမှုကြီးတွေဖြစ်တဲ့မက်ဆိုပိုတေးမီးယားအီဂျစ်တရုတ်အိန္ဒိယလိုနေရာတွေမှာ လူသားတွေဟာအခြေချနေထိုင်ပြီးမြို့ပြတွေစတင်တည်ထောင်လာကြပါတယ်လူရည်များလာတာနဲ့အမျှစိုက်ပျိုးရေးဆောက်လုပ်ရေးအုပ်ချုပ်ရေးစတာတွေပုံမှုရှုပ်ထွေးလာပါတယ်ဒီအခါပြည်ထနာတွေကိုဖြည့်ရှင်းဖို့အတွက်စနစ်တကျစဉ်းစားပုံတွေလိုအပ်လာပါတယ် သူတို့ဟာကောင်းကင်ကိုလေ့လာပြီးဂျယ်ရီရဲ့ရွေ့လျားမှုကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ဒါမှစိုက်ပျိုးဖို့တင့်တော်တဲ့အချိန်ကိုခန့်မှန်းနိုင်ပြီးယာတီဥတုကိုနားလည်လာကြပါတယ်။အီဂျစ်တွေမှာပီရမစ်တွေဆောက်လုပ်ဖို့အတွက်သင်္ချာနဲ့အင်ဂျင်နီယာပညာကိုစတင်အသုံးပြုခဲ့ကြပါတယ်။ဆေးပညာတွေမှာလည်းအပင်တွေရဲ့ဆေးဘက်ဝင်ဂုဏ်သက်သစ်တွေကိုစူးစမ်းခဲ့ကြပါတယ်။ဒီလိုနဲ့အချက်လက်တွေကိုစနစ်ကျစုဆောင်းတာလေ့လာတာပြီးတော့လက်တွေ့အသုံးချတာတွေဟာသိပ္ပံပညာရဲ့အခြေခံအုတ်မြစ်တွေကိုချမှတ်ခဲ့တာပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်မှာတော့ရှေးဂရစ်နိုင်ငံမှာသိပ္ပံပညာရဲ့အရေးပါတဲ့အချိုးကွေးတစ်ခုစတင်ခဲ့ပါတယ်။ Thales, Pythagoras, Aristotle တွေးခေါ်ရှင်ကြီးတွေပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ဟာကမ္ဘာကြီးကိုနားလည်ဖို့အတွက်သဘာဝလွန်အကြောင်းအရာတွေထက်ယုတ်တိဗေဒနဲ့စင်ကြင်တုံတရားကိုအသုံးပြုခဲ့ပါတယ်။ဥပမာ Thales ဆိုသူဟာကမ္ဘာကြီးရဲ့အခြေခံအုတ်မြစ်ဟာရေဖြစ်တယ်လို့ယူဆခဲ့ပါတယ်။ဒါမှန်ချင်မှမှန်ပဲ။ဒါပေမဲ့အရေးကြီးတာကသူကသဘာဝလွန်အကြောင်းအရာတွေကိုမချိတ်ဆက်ပဲ။ ။တဘာဝရဲ့အခြေခံကိုရှာဖွေခဲ့တာပါ။အာရစ္စတိုတယ်ကတော့သက်ရှိတွေကိုစနစ်ကျခွဲခြားလေ့လာပြီးတဘာဝရဲ့ဖြစ်စဉ်တွေကို theory တွေနဲ့ရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။ Pythagoras ကတော့ကိန်းကနန်းတွေရဲ့ဆက်ဆက်မှုကိုစူးစမ်းရင်း Dawn and Trigon တွေရဲ့လျော့ဝဲချက်ကိုဖော်ထုတ်ခဲ့ပါတယ်။ဒီခေတ်မှာပဲသင်္ချာပညာဟာလည်းတိပ္ပံနေကြစဉ်းစားပုံအတွက်အရေးပါတဲ့ကရိယာတစ်ခုဖြစ်လာခဲ့ပါတယ်။ Greek ခေတ်နောက်ပိုင်းမှာဥရောပမှာတိပ္ပံပညာခေတ်တမိမ့်မိန်သွားခဲ့ပေမဲ့အာရကဘာမှာတော့အလွန်တိုးတက်ခဲ့ပါတယ်။ အာရသိပ္ပံပညာရှင်တွေဟာ grid တွေးခေါ်တွေကိုဆက်လက်လေ့လာရုံသာမက ကိုပိုင်လက်တွေ့စမ်းသပ်မှုတွေနဲ့အသိပညာအသစ်ကိုတည်ဆောက်ခဲ့ကြပါတယ်။အရာစီလိုပုံကူတွေကဈေးပညာကို စနစ်တကျလေ့လာပြီးအဟိဇန်ဆိုသူကအလင်းနဲ့ပတ်သက်တဲ့ theory တွေကိုစမ်းသပ်မှုတွေနဲ့သင်ပြခဲ့ပါတယ်။သူတို့ဟာခေတ်သစ်သိပ္ပံမှာအရေးကြီးတဲ့လက်တွေ့စမ်းသပ်မှုတွေရဲ့အခြေခံတွေကိုချမှတ်ခဲ့ကြတာပါ။15ရာစုကနေ19ရာစုလောက်မှာတော့ဥရောပမှာတိပ္ပံတော်လန်ရေးလို့ခေါ်တဲ့ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ် နီကိုလတ်စ်ကော်ပနီကာဆိုသူဟာနေဥပိုပြုတဲ့ဂျိုစနစ်သီအိုရီကိုသင်ပြခဲ့ပါတယ်။ဂယ်လီလီယိုဂယ်လီလဲဟာတယ်လီစကုပ်ကိုအသုံးပြုပြီးကောင်းကင်ကိုလေ့လာခဲ့တယ်။အိုက်ဇက်နျူတန်ကတော့ကမ္ဘာဆွေအားနေရာမှနဲ့ရွေ့လျားမှုနေရာမှကိုဖော်ထုတ်ခဲ့ပြီးယူပဗေဒရဲ့အုတ်မြစ်ကိုချခဲ့ပါတယ်။ဒီပုဂ္ဂိုလ်ရာတဘာဝတရားကိုနားလည်ဖို့အတွက်လေ့လာဆန်းစစ်မှုလက်တွေ့ဆန်းသပ်မှုနဲ့သင်ချာကိုစနစ်ကျပေါင်းစပ်အသုံးပြုခဲ့ကြပါတယ်။ဒါအသိပညာရဲ့ခေတ်သစ်ပုံစံလို့ပြောလို့ရပါတယ်။ theory တွေကိုတိဆောက်ပြီးလက်တွေ့စမ်းသပ်မှုတွေနဲ့မမမှန်စစ်ဆေးတာသိပ္ပံနိကြနီလန်းရဲ့အနှစ်သာရပါပဲဒီနေ့ခင်မှာတော့သိပ္ပံပညာအမခံတိုးတက်လာခဲ့ပါပြီနှစ်ခါတဗေဒအနေဇီဝဗေဒအထိယူပဗေဒအနေဓာတုဗေဒအထိဘာသာရပ်ပေါင်းစုံဟာကျွန်တော်တို့ရဲ့ကဘာကြီးရဲ့စကြဝဠာကြီးကိုနားလည်ဖို့ကူညီပေးနေပါတယ်အခုလက်ရှိကျွန်တော်တို့ခင်မှာဆိုရင်တော့လူသားတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုတုပနိုင်တဲ့ဉာဏ်ရည်သူစနစ် AI system တွေပေါ်ထွန်းလာတာသိပ္ပံပညာရဲ့နောက်ဆုံးပေါ်ခီးစဉ်တစ်ခုပါပဲ ဒီအရာအလုံးရဲ့အစအတော့ရှေခေကလူသားတွေရဲ့ရိုးရှင်းတဲ့စူးစမ်းလူစိတ်မေခွန်ထုတ်လို့စိတ်ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။သိပ္ပံပညာစုတာအဖြေရှားရတာထက်မေခွန်နဲ့ဆက်တိုက်မင်းနေတာစူးစမ်းလစ်လာနေတာပြီးတော့လက်တွေ့စမ်းသပ်ပြီးအဖြေရှားတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လည်းပတ်ဝန်းကျင်ကိုစူးစမ်းလစ်လာရင်မေခွန်နဲ့ဆက်မင်းနေဖို့အရေးကြီးပါတယ်။အဲ့ဒီမေခွန်တွေကနေပဲအသိပညာအသိတွေထပ်မံပေါ်ထွက်လာမှာဖြစ်ပါတယ်။